အားလုံးပဲမင်္ဂလာပါမယ်နေယူချင်တွေကနေအားလုံးကြိုဆိုပါရစေကျွန်တော်ဒီကနေ့မှာတော့မေဆောင်နေတဲ့နေပြ Ruby Emerald နဲ့မင်းညာကဥပဒေတွေကိုကိုရေး Ultra ပေါ်မှာရှင်ပွေးပြီးမှပွေးပြီး interview တွေသူပြုလုပ်ခဲ့တဲ့အသင်းကစားသမားတွေလူငယ်ကစားသမားတွေနဲ့ပတ်သက်ပြီးတော့သူပြောထားခဲ့တယ်ဆိုတော့ Emerald တရင်းစားရှင်လေးမွေးမှာဘာတွေပြောထားခဲ့လဲဆိုတာတချို့တော့အကြောင်းအရာတွေကိုဆွေးနွေးကြအောင်စာသမားတွေအားလုံးပဲမင်္ဂလာပါအားလုံးပဲမင်္ဂလာပါဆိုတော့ပထမအဆုံးပေါ့ဗျာ Emerald ကဒီနေ့ပွဲကိုကြည်အားလို့ရှိရင်ကျွန်တော်တို့ပိုကောင်းခဲ့ပါတယ် ဒါပေမဲ့နောက်ဆုံးမှာတော့ကိုမသွေးနိုင်ရင်ဘာမှအရင်မကြည့်ပါဘူး။ရှာလက်ကပါလဲဆိုတော့အထူးသဖြင့်ကျွန်တော်ဒီလိုအခိုင်အတွင်းတွေမှာအခွင့်အရေးတွေအများကြီးဖန်တီးပေးတယ်။ကျွန်တော်တို့ကပွဲကိုထိန်းချုပ်နိုင်ခဲ့ကြတယ်။ကြိုင်ဖက်စီကနေကစားသမားတချို့ကပိတ်ဆို့ပြီးတော့ကစားပုံပြောင်းလဲသွားတာပေါ့။အဲ့ဒါကတကယ်စိတ်ပြည့်စရာပါလို့အမ်မော်ရယ်ကပထမအဦးဆုံးတင်းစားရှင်းလင်းပွဲစကားကိုပြောထားခဲ့တယ်။ဆိုတော့ကျွန်တော်တို့မင်းကားပွဲစဉ်ကိုပြန်ပြီးတော့ကြည့်အောင်လို့ချင်းအသင်းဘက်ကပေါ့ဗျာပထမပိုင်းရောဒုတိယပိုင်းရော ကစားဖို့နေကောင်းခဲ့တယ်။ဒါပေမဲ့ကျွန်တော်အဲ့ဒါရေမကြည့်ဘူး။ကျွန်တော်ဘလောက်ပဲဂိုးပေါက်ကဲတင်မှုနဲ့ဂိုးပေါက်ချေချောင်းမှုနဲ့ဂိုးပေါက်တင်မှုတွေရှိရှိတစ်ဖက်အသင်းကတကိုးဆိုရင်တကိုးဝင်ခဲ့တယ်။ပြီးလို့ချင်း United ကအဲ့ဒီပေးလဲရတဲ့တကိုးနေတာတခုမှပြန်ပြီးတော့တိုက်စစ်ပွဲဥဆောင်လာတယ်။ဒါပေမဲ့လို့တစ်ဖက်ကစားသမားတွေကခံစည်းမှာပိတ်ဆို့ပြီးတော့တကယ်ကိုအင်တိုင်းအားတိုင်းနဲ့ကစားခဲ့တဲ့အတွက်ကျွန်တော်ကပွေပြီးဆိုချင်မှာဝန်စီနဲ့ကိုရီအုတ်ထွက်မှာရှုံးနေခဲ့တယ်။ဒါကအသင်းအတွက်ကိုတကယ်ကို ဟိုစိတ်ပြည့်စရာအရာတခုဖြစ်တယ်ကျွန်တော်တို့ကဒီပွဲမတိုင်ခင်ပါဗောဗျာနိုင်မဘက်ကလည်းမမဲရေးပါဘူးပြီးလို့ချင်းကိုသိဘက်ကအဓိကအားဖြင့်ယူပါလေတခုသာ ကျွန်တော်တို့မှအရေးကြီးတဲ့အတွက်ဒီနေ့ပွဲစဉ်ကိုကျွန်တော်တို့ပြိသက်အဖို့ကတော့ဘာပရက်ရှာမှမရှိဘူးနောက်ပြီးတော့ကျွန်တော်တို့ regiment wine လည်းနဲ့ပတ်သက်ပြီးတော့သူပြောထားတာရှိတယ်ကျွန်တော်တို့ဒီပွဲကိုကြည့်မယ်ဆိုရင် regiment တာမကပဲအခွင့်အရေးတွေအများကြီးလွေးလျော်တဲ့ကစားသမားတွေ ကျွန်တော်ချီးခဲ့ကြတယ်ပေါ့ဒါပေမဲ့ regiment အနေနဲ့တိုက်စစ်မှုတဦးဖြစ်တာမို့လို့ဂိုးတွေတင်ဖို့တော့လွယ်တယ်နောက်ပြီးတော့ကျွန်တော်တို့ဒါကအသင်းတစ်ခုလုံးနဲ့သက်ဆိုင်ပါတယ်ပေါ့ကျွန်တော်အနေနဲ့ဂိုးတွေပုံမှုသွင်းယူနိုင်ဖို့လွယ်တယ်အခွင့်အရေးတွေဆုံးချုံနေတာက အသင်းသားအားလုံးနဲ့သက်ဆိုင်မှုရှိတယ်ပေါ့ကျွန်တော်အနေနဲ့ဒီနေ့ရှုံးခဲ့တဲ့ပွဲကအင်မတန်ကိုစိတ်ပျက်စရာနဲ့ထက်မှန်ပြီးတော့ကြုံတွေ့ခဲ့ရတယ်ဆိုပြီးတော့ပြောထားခဲ့တယ်ဆိုတော့ကျွန်တော်ဝိုင်လဲအနေနဲ့ပေါ့ဗျာဒီပွဲလုံမဟုတ်ပါဘူးပွဲတိုင်းလို့သူ့ကိုအခွင့်အရေးတွေပေးတယ် ဒါပေမဲ့ဒီကစားသမားအနေနဲ့နောက်ပိုင်းပွေးစီတွေမှာအဲ့ဒီယာတဲ့အခွင်းတွေကိုသုံးမချနိုင်ဘူးဒီနေ့ပွေးမှဆိုရင်လည်းပဲဂါနာရိုတို့ကတဘုံမတတိုင်းတဲ့ area ထဲမှာသူ့ကိုဖယ်တိမှုတွေပေးတာပဲသူ့ကိုယ်တိုင်ကနေအလုံးလုံးနေတယ်မရှိဘူးဆိုတော့ MRI ကပေါ့ဗျာဟိုဖိုင်လဲအနေနဲ့ကဂိုးသွင်းဖို့လိုတယ်ဒါပေမဲ့လို့ဖိုင်လဲတယောက်တွေမဟုတ်ဘူးကျန်တဲ့ကစားသမားတွေကလည်းအခွင်းအရေးတွေလွှဲချုံမှုရှိခဲ့တယ်ပေါ့မြန်မာရဲ့ကျော်တော့တခြားကစားသမားတွေအနေနဲ့ကလည်း တကယ်ကောင်းမွေးတဲ့ခွင့်ရင်းတွေကိုကိုယ့်အဖြစ်မပြောင်းလဲနိုင်တဲ့အပိုင်းတွေရှိတယ်။ပြီးလို့ရှိရင်ကျွန်တော်တို့ဒီဂိုးသမားဖက်ကကြည်ရလို့ရှိရင်လည်းအဲ့ဒီ89မိနစ်မှာပေးလိုက်ရတဲ့ဂိုးကတကယ်ကိုရုပ်ပြက်လွန်းတယ်။ဘာလို့ဆိုတော့တကူရရင်တကူဝင်တဲ့အနေထားတကူကဒီကိုသမားဘလူမော့ကိုစိတ်ရှာရတဲ့အထိမှမပါဘူးပြောရင်တော့ဗောဗျာအမ်ရယ်ကကျွန်တော်တို့ဒီနေ့ပွဲစဉ်ကရက်ရှမန်ဝိုင်လည်းတယောက်တည်းကိုပြောလို့မရဘူးကျန်တဲ့ကစားသမားတွေအကုန်လုံးကလည်းအခွင့်အရေးတွေဆုံးဖြတ်မှုတွေရှိခဲ့တဲ့သဘောပေါ့ ဆိုတော့နောက်ပိုင်းပွေးစီတွေမှာလည်းပဲကျွန်တော်ဒီအတင်းရအထောင်မှာတော့ white line ကပဲပါဝင်လာဖို့ရှိမှာပေါ့။ဘာဖြစ်ဆိုတော့ကျွန်တော်အတင်းမှာကစကီစီအနေနဲ့တည်းပြဿနာကြုံနေရတဲ့အနေအထားတစ်ခုမှဆိုရင်အထောင်မှာအဲ့ဒီကစားသမားတယောက်ပြည့်ရှိတယ်။ကောင်းကောင်းမကောင်းကောင်းကျွန်တော်အသွင်ပြူတဲ့အနေအထားတစ်ခုမှအသွင်ပြူရမှာပဲ။အဲတခုတော့ရှိတယ်ပေါ့ဗျာကျွန်တော်ဒီကိုယူမိုင်းတို့ဘာတို့ဆိုရင်အထောင်လေးဘာဒီမှာကစားနေတဲ့ပိုင်းနေရှိတဲ့အတွက်ဘလိုလာမလို့ဆိုတော့စောင့်ကြည့်ရမှာပေါ့။ပြုလို့ချင်းငွေကစားသမား၂ယောက်ဖြစ်တဲ့ တိုင်လာဖရက်ဒရစ်နဲ့ကျွန်တော်ဟေရီယမ်နဲ့ပတ်သက်ပြီးတော့တတိယတော့ပေါ့ဗျာဒီကစားသမားတွေနဲ့ပတ်သက်ပြီးတော့ဘလိုမြင်လေးပေါ့ဗျာမနေ့ကကစားခဲ့တဲ့နေသားတို့ကသူနဲ့တခြားလူငယ်တွေအတွက်လာမေ့ရတဲ့နေသားတို့ကနေရပေးဖို့တောင်းဆိုဖို့တွေရှိလာမှလားဆိုပြီးတော့တတိယတော့မေ့တာပေါ့ဆိုတော့အဲ့ဒါတော့ကျွန်တော်မသိဘူးပေါ့ဗျာအမိုရကဂျာစီမပြီးသေးဘူးတိုင်လာကတကယ်ကိုကောင်းကောင်းကစားခဲ့ပြီးတော့ထေရီယမကလည်းကောင်းမွန်စွာကစားနိုင်ခဲ့ကြတယ်ပေါ့အခွင့်အရေးတဲ့ဖန်တီပေးနိုင်လို့နိုင်ပွေးရဖို့ထိုက်တန့်ခဲ့ကြပါတယ်ပေါ့ကျွန်တော်အသိအနေနဲ့ ဒါပေမဲ့နောက်ဆုံးမှာတော့ပြိုင်ဖက်အတွက်အခွင့်အရေးတစ်ခုရရှိခဲ့ပြီးတော့သွင်းကိုကိုသွင်းယူနိုင်ခဲ့ကြတယ်။ဒါကကျွန်တော်တို့လူငယ်ကစားသမားတွေအတွက်အကောင်းဆုံးမဟုတ်ပေမဲ့လို့သူတို့အတွက်ကစားဖို့အတော်လေးကောင်းမွန်ခဲ့ကြပါတယ်ဆိုပြီးတော့ဒီလိုမျိုးသူပြောထားခဲ့တာပေါ့ဗျာ။ဆိုတော့မနေ့ကပွေးစီမှာဆိုရင်လူငယ်ကစားသမားလေးဖြစ်တဲ့တိုင်လာအနေနဲ့ကလည်းတကယ့်ကိုနောက်တန်းမှာအမေကင်စုလုတ်ပြနိုင်ခဲ့တယ်။ဖေရီယာမဲဆိုရင်လည်းပဲ အဲမနေ့ကပွေးစီမှာစာသမားတို့ဟယ်ရီယမင်းပွေးလို့တော့ပြောလို့ရတယ်သူရဲ့ဒီဖက်ထရိတ်တူကိုကစားခဲ့တဲ့အချမ်းမှဆိုရင်ကောင်းကောင်းကြီးတပွေးလုံးလုံးအမောင်ရဲမရှိကစားနိုင်တယ်ဒီလူကြီးကစားသမားလေးကဘော်ဒီအနေနဲ့တခြားကစားသမားနဲ့ချင်းကျေးလိုက်လို့ချင်းငေးရီဆိုတော့ညာလဲသူရဲ့ကစားပုံကပြိုင်ဖက်ကစားသမားအေရီယာပေါက်သေးကိုတိုးလုံးပြလို့ချင်းဖန်တီးမှုတယ်အဲ့ဒီဘေးကွင်းလင်နေရာကနေပြီးတော့အကောင်းမွန်သူကျွန်တော်ဖြစ်ခဲ့တယ်ဆိုတော့ကျွန်တော်အတင်ကပေါ့ဗျာ နောက်ပိုင်းပွေးစဉ်တွေမှာကတော့ဒီလူငယ်တွေနဲ့ပရီးမီးယားလည်းအနေထားတစ်ခုမှာတော်ဖို့ပုံစံမျိုးရှိနေတယ်ဒီနေ့ပွေးစဉ်မှာလည်းလူငယ်ကစားသမားလေးတွေပါဝင်နေဒါပေမဲ့တချို့လူငယ်ကစားသမားလေးတွေကအတင်းကြီးတွေပုံမဲ့ကစားပေးနေတယ်ပလေယာတွေဖြစ်တာကိုအခုကျွန်တော်တို့တိုင်လာနဲ့ဟေရီယမ်မဲတို့ကတိတ်ပြီးတော့ကစားလေးကစားတာမရှိတဲ့ပလေယာလေးတွေကစားသမားလေးတွေဖြစ်တာနဲ့အညီ လာမင်းရတည်နေဒါတကူကိုကျွန်တော်ကြည့်ရလို့ချင်းစားသမားတို့လူငယ်ကစားသမားလေးကိုနေရပေးမလို့ဆိုတော့ကျွန်တော်အဲ့လိုမျိုးလေးပြောလို့မရဘူးတကယ်လို့ဒီရတီကုံလို့ရှုပ်ကစားသမားတိုင်လာအနေနဲ့ကလည်းကျွန်တော်တို့ဒီအသေးရတကူကလည်းရစ်ကျက်လာပြီပြီးလို့ရှိရင်အတင်းကြီးနဲ့လည်းတပွင်းတပွင်းကျွန်တော်ကစားပေးနိုင်တဲ့အနေအားတစ်ခုမှရှိနေတဲ့အတွက်လာမင်းရတီမှာဆိုရင်ဒီရှာတိုင်လေးတွေကနေရရဖို့ရှိနေတယ်ကျွန်တော်ပုံတွေကားရှဲတော့ပြောလို့မရဘူးဘာလို့ဆိုတော့အတင်းကလူရတီအပြောင်းလဲမှာဆိုရင် ကစားသမားတွေခေါ်ယူဖို့ရှိနေတဲ့အသင်္ကန်းထုတ်ခေါ်ဖို့ကစားသမားတွေရှိနေတဲ့အတွက်ခေါ်ယူတဲ့ကစားသမားတွေကိုကျွန်တော်တို့ပွေးထုတ်ခွင့်ပေးရမယ်။တကယ်လို့အဲ့ဒီကစားသမားတွေအဆင်မပြေရင်တော့လူငယ်ကစားသမားလေးတွေကပွေးတိုင်းလိုလိုပေါင်ဝေလာနေချင်းများတာပေါ့။ဆိုတော့ဒါက Emirates ဖြည့်ထားခဲ့တဲ့ Uberiden နဲ့မနေ့ကကစားခဲ့တဲ့ Premier League ပွေးစဉ်ရှုံးပွဲအပြီးမှာတရေတောင်မေမေမုံကိုသူ့အနေနဲ့ဖြည့်ချခဲ့တဲ့အနေထားတွေပေါ့။ကျွန်တော်အကုန်လုံးရှုံးကြရလို့ရှိရင်တော့မနေ့ကပွေးစဉ်မှာကောင်းခဲ့ပါတယ်။ဒါပေမဲ့လို့ ်ယာရီအခွင့်အရေးကိုတိုက်စစ်ဘက်မှမဖန်တီးနိုင်ဘူးပြီးလို့ချင်းတချို့ဒီပြိုင်ဖက်ကစားသမားတွေကလည်းနောက်ပိုင်းအနေအထားတစ်ခုမှဆိုခံစင်းနေကစားခဲ့တယ်ဒါကြောင့်ကျွန်တော်အခွင့်အရေးနေလဲမရလိုက်ဘူးပေါ့ဗျာဝိုင်လန်ဘက်ကကြည့်ရလို့ချင်းလည်းကျွန်တော်ဒီထက်မကကောင်းဖို့လို့ကစားသမားတိုင်းကိုပြောလို့တာကိုတဲ့အနေနဲ့ယာရီအခွင့်အရေးကိုတုံးချနိုင်ရမှာအထူးသဖြင့် Regiment ဝိုင်လန်ကအတောင်တိုက်စစ်မှုတစ်ယောက်ဖြစ်တဲ့အတွက်ဒီထက်မကကိုဖို့သွင်းဖို့လိုတယ် ပြီးလို့ချင်းကျွန်တော်တို့တိုင်လာတို့ရမန်တို့တခြားဒီလူငယ်အာအန်ဟဲဘတို့ဆိုရင်လည်းလာမေးရာတီတခုမှကျွန်တော်တို့နေရာရဖို့ဘက်ကိုချိနေတယ်ဆိုတော့ကျွန်တော်ဒီဘုံမောင်းနေဘက်တနေငနေနေမှာထိပ်ပြီးတော့ကစားဖို့ရှိတဲ့အတွက်အဲ့ဒီပွေးစီတွေမှာတော့ဒီကစားသမားလေးတွေကိုမြင်ရဖို့ရှိနေတယ်ဘာဖြစ်ဆိုတော့အသင်းအနေနဲ့ယူပါလေးပွေးစဉ်ကိုအဓိကလူစီးရင်တွေကိုအားထားပြီးတော့အသုံးပြုဖို့ရှိနေတယ်ဒီနေ့ပွေးစဉ်မှာဆိုရင်လည်းပထမပိုင်းနေတာတခုမှဂူနိုဖာနေတဲ့တော့ကက်စမီယိုတို့ကျန်တဲ့ကျွန်တော်တို့ဒီနောက်တဲမှာဆိုရင်လည်း ဒီကအပြည့်လီနီယူတို့အနာပေးခဲ့တယ်ဆိုတော့ညီကတို့အနေနဲ့ဘလို့တင်မြဲရှိလေအမွန်ပြောတဲ့အနေဒါတစ်ခုမှဘေချက်တွေကဒီကထိုက်ပြီးတော့အကောင်းဆုံးဖြစ်မလဲဆိုတာဆွေးနွေးပေးကြပါအောင်ဗီဒီယိုလေးကတော့ဒီလောက်ပါပဲပုံမှန်နဲ့ပွေးစီမတိုက်ခင်မှာလေကျွန်တော်အနေနဲ့ပွေးကျသူနဲ့ချက်ဗီဒီယိုလုပ်ဖို့ရှိတဲ့အတွက်နောက်ထပ်ဗီဒီယိုမှာလေညီကတို့အနေနဲ့စောင့်မျှော်ကြည့်ကြည့်ဖို့ကျွန်တော်တောင်းဆိုပါတယ်ကြည့်ရှုပါပဲညီကတို့ဒီရောက်စီတိုက်ကိုကျေးဇူးအများကြီးတင်ပါတယ်အားလုံးပဲ okay ပါဆရာသမားတို့